Guten Tag. Alumi Minglawa. Dine siaro German alphabet ko lila ja. German ma alphabet ga alon 30 shi. English 26 lon a pin naw that 4 lon pa. So ro English 20 ne 6 lon ma A ga ni Z ji ga ye ya tu tu be ဒါပေမဲ့ထွက်တဲ့အတန်ကမတူဘူးဆိုတော့နောက်ထပ်လေးလုံးကလည်းရေးတဲ့ဟာလည်းမတူဘူးထွက်တဲ့ဟာလည်းမတူဘူးဆိုတော့အဲ့ဒါကိုဆရာတို့လေ့လာကြတယ်ဂျာမန်ရဲ့ပထမဆုံးအယ်ဖာဘက်က A အဲ့ဒီ A ကအင်္ဂလိပ်လို A ဒါပေမဲ့ရေးတဲ့အခါကျတော့ပဲလေတူတူပဲဖတ်တဲ့အခါမှာကျတော့ R လို့အစံတက်တယ်ဆက်ကြည့်နော် R okay now b ကိုကြတော့ jam မှာ b လို့အသင်ထွက်တယ် b b okay ရမ်းနော် now c ကိုကြတော့ဆရာတို့က jam မှာ c လို့အသင်ထွက်တယ် c c ပြမယ်နော် C နော် D ကိုကြတော့ဂျာမန်မှာ D လို့အနံထွက်တယ် D D E ကိုကြတော့ A လို့အနံထွက်တယ် A A ပြမယ်နော်ဆိုတော့ now F ကတော့ဆရာတို့က F က F ပဲ English Adventure ပုံစံတန်း F F ဒါပြဿနာမရှိဘူးဒါပေမဲ့ G ကိုကြတော့သူတို့မှာကြတော့ G လို့ Adventure G G H ကိုကြတော့ဟာလို့အသံထွက်တယ်ဟာ ខអាយូចរអ៊ីលឧទានធេអ៊ីអ៊ីជីជីវ L ကတော့ L L ပြဿနာမရှိဘူးအင်္ဂလိပ်စကားနဲ့တော်တူတယ် L နောက်က M ကြတော့လေ M လို့အတန်ပြတယ်နောက် N ကြတော့လေ N ပဲဒါရလာ N N လို့ပဲတန်ထွက်တယ်နော် N N O O ကြတော့လေ O ပဲ O ရမယ်နော် o p ကိုကြတော့ p လို့အတန်ထွက်တယ် p p q ကိုကြတော့ q q လို့အတန်ထွက်တယ် r ကိုကြတော့ r r r လို့အတန်ထွက်မှာနော် s ကတော့ s ပဲ s s ခြေကြတော့ခြေခြေခြေလို့အံထွက်တယ်ယူကိုကြတော့ဥဥဝီကိုကြတော့ဖောင်လို့အံထွက်တယ်ဖောင်ဖောင်ဒဗလူကြတော့ဆရာတို့ကဘေးလို့အံထွက်တယ်ဘေးနော်တဗျူကြတော့ V V V l ို့အ n t ် n ပြေ X က e ro ာ့ဆ r ာတို X X X l ို့အတန်းပြော Y ကကြတော့ဆရာတို့က Epsilon Epsilon မရမှန်း p s i l o n Epsilon Z ကြတော e ဆရာတို set 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 လို့အသင်ပြောနော် set ဆိုတော့အရာက a ကနေ z ကြီး26လို့ဒါပေမဲ့အင်္ဂလိပ်မှာမပါတဲ့ကြံတဲ့လေးလုံးကိုဆရာတို့အခုဆက်ပြီးလို့ပြောမယ်အဲ့ဒါက a အပေါ်မှာအပေါ်ကအဆက်လေး20အဲ့ဒါကိုဥမလောက်လို့ခေါ်ဥမလောက်လို့ခေါ်ပြောမယ်ဆိုရင် r ဥမလောက် ဥမလောက်လို့ခေါ်တယ်အဲ့ဒီ r ဥမလောက်ဆိုတာကဆရာတို့ကအဲ့ဒီအပေါ်မှာအဆင့်နှစ်ဆက်ကိုဟိုဥမလောက်လို့ခေါ်တယ်အဆင့်ထွက်က air လို့အသင်ထွက်တယ် r ဥမလောက် air air ဟေးငါဆရာရေးပြကြတယ် r ဥမလောက် air ဟုတ်နော်နောက်တစ်ခုက o မှာအပေါ်ကအဆက်လေးနှစ်ဆက် အဲ့ဒါကိုကြတော့ပြိုလို့အံထွက်တယ်ပြိုပြိုရှက်အဲဆိုလိုပါမလဲ e ဆိုတဲ့အသံကပါပါလို့ဟိုနည်းနည်းလေးပဲထွက်တယ်ပြိုပြိုအိုးဦးမလောက်ပြိုနောက်တစ်ခုကဆရာတို့ကဦးအပေါ်မှာအဆက်လေး20ယူအပေါ်မှာအဆက်လေး20အဲ့ဒါကြတော့ပြူလို့အံထွက် you u umlaut you you နားမလား you အနောက်ဆုံးတစ်ခုကြတော့ဆရာတို့က accept accept okay ဒါတွေကြတော့ဒီဂျာမန်ရဲ့ alphabet တွေဖြစ်တယ်30ရှိတယ်နော်အိုအတော့ဆေးရှိတယ်ဆိုတော့ဆရာအစအနေပြန်ပြီးတော့တစ်ခေါက်နောက်ဆုံးအနေနဲ့ဖတ်ပြမယ်အာ B, C, D, E, F, G, H, E, Y, K, L, M, N, O, que Q R S T U V W Y X Y Z A umlaut R O umlaut U u umlao u asset ဆိုတော့ဒါတွေကဂျာမန်အယ်ဖာဘက်ဖြစ်တယ်အဲ့ဒါကိုသေသေးချာချာအသံထွက်တွေနားထောင်ပြီးတော့ကိုယ့်အကို practice လုပ်ပါဆရာအသံဖိုင်လေးပို့ပေးထားမယ်အဲ့ဒါကိုကြည့်ပြီးတော့ practice လုပ်ကြပါအားလုံးပဲဂျာမန်စာကိုလွယ်လွယ်ကူကူနဲ့သင်ယူနိုင်ကြပါစေ